မြန်မာနိုင်ငံကစီးအုပ်ချုပ်ရေးအဖွဲ့ထံကမ္ဘာဘဏ်ကဘဏ္ဍာငွေကြေးထောက်ပံ့မှုတွေကိုဆက်လက်ထိန်းချုပ်ထားမဲ့ဥပဒေမူကြမ်း No New Burma Fund Act ကိုအမေရိကန်အောက်လွှတ်တော်ကမနေ့ဒီဇင်ဘာလ၁ရက်နေ့ကမဲခွဲအတည်ပြုပေးလိုက်ပါပြီ။ထောက်ခံမဲ385မဲကန့်ကွက်မဲမရှိနဲ့အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ဒီဥပဒေရဲ့အဓိကရည်ရွယ်ချက်ဟာမြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးမှုအစီအစဉ်အတွက်ဆိုတဲ့ခေါင်းစဉ်အောက်ကနေနိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေကပေးနေတဲ့အစီအစဉ်တွေမှာအမေရိကန်ပြည်ထောင်စုကရန်ပုံငွေအသစ်တွေ ထဲ့ဝင်ခြင်းမပြုဘဲဆက်လက်ထိန်းချုပ်ထားဖို့ပြဋ္ဌာန်းတဲ့ဥပဒေဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီမိုကရေစီနီလန်းတကြရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကိုစစ်တပ်က2021ခုနှစ်မှာ အာဏာသိမ်းဖယ်ရှားလိုက်ပြီးတဲ့နောက်ရန်မုံငွေထောက်ပံ့မှုရပ်ဆိုင်းဖို့ပြဋ္ဌာန်းချက်ကိုဆက်လက်ထားရှိရေးအတွက်ဒီဥပဒေမူကြမ်းကိုတင်သွင်းခြင်းဖြစ်တယ်လို့ဆိုပါရယ်ဂျော်ဂျီယာပြည်နယ်ကဒီမိုကရက်အထက်လွှတ်တော်အမဟာကီမာဝီလီယမ်စ်နဲ့အတူဒီဥပဒေမူကြမ်းကိုပူးတွဲအဆိုတင်သွင်းခဲ့တဲ့ကယ်လီဖိုးနီးယားပြည်နယ်က This humanitarian crisis caused directly by the Burmese military junta makes one thing very clear The regime cannot be trusted to responsibly store funds from international financial institutions or deliver aid to the communities most in need. မြန်မာစစ်တပ်ဟာနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကပေးတဲ့ရန်ပုံငွေတွေကိုထိမ့်သိမ်းပေးနိုင်ရေးအတွက်ယုံကြည်လို့မရသလိုအကူအညီအလိုအဆုံပြည်သူတွေလက်ထက်ရောက်အောင်ပို့ပေးမှလည်းမဟုတ်ပါဘူးလို့ဆွေးနွေးသွားကြတာဖြစ်ပါတယ်။ကမ္ဘာ့ဗန်ဆန်ရာအမေရိကန်အမှုဆောင်ညွှန်ကြားရေးမှူးအနေနဲ့မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ရန်ပုံငွေထောက်ပံ့မှုတွေကိုဆက်လက်ထိန်းချုပ်ထားဖို့ဗဏ္ဍာရေးဝန်ကြီးကညွှန်ကြားချက်ထုတ်ပြန်ဖို့ကိုလည်းဒီဥပဒေမူကြမ်းမှာထည့်သွင်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာအသေးပဲပြေဝတဲ့အုတ်ချုပ်ရေးအဖွဲ့ပေါ်လာပြီး ီမိုကရေစီစံနှုန်းတွေပြန်အသက်ဝင်လာပြီလို့ဗနာယီဝန်ကြီးကဆုံးဖြတ်ပေးတဲ့အချိန်အထိဒီဥပဒေဟာအသက်ဝင်နေမယ်လို့လည်းလွတ်တော်မှရန်ကင်ကတင်ပြခဲ့ပါတယ်။အစောပိုင်းတုန်းကလည်းဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့လွတ်တော်အတွင်းမှာဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ဒီဥပဒေမူကြမ်းကိုအောက်လွတ်တော်ကအတည်ပြုလိုက်ပြီးဖြစ်တာကြောင့်နောက်တစ်ဆင့်အနေနဲ့စီနိတ်အထက်လွတ်တော်မှာမဲခွဲအတည်ပြုကြရအောင်မှာဖြစ်ပါတယ်။စင်နီကအတည်ပြုပေးလိုက်ပြီးလို့တမရဒေါ်နယ်ထရမ့်ကလက်မှတ်ထိုးပြတဲ့အချိန်ကြမှာပဲဒီမူဂျန်းကဥပဒေအဖြစ်အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒီမူကြမ်းကိုလွတ်တော်မနီကီမာဝီလျံစ်နဲ့ယန်ကင်တို့နဲ့အတူတက်ဆက်စ်ပြည်နယ်က Republican အမတ်မိုနီကာဒယ်လာခရုစ်နဲ့နယူးယောက်ပြည်နယ်က Democratic အမတ်တက်မိုသီအမ်ကနေဒီတို့လည်းပူးတွဲအဆိုတင်သွင်းခဲ့ကြတာပါသမရထရမ်အဆိုရကမြန်မာနိုင်ငံအတွင်းကအခြေအနေတွေတိုးတက်ကောင်းမွန်နေပြီးလွတ်လပ်မြတ်တဲ့ရုပ်ောက်ပွဲတွေလည်းကျင်းပပေးနေပြီးလက်နက်ကိုင်အဖွဲ့တွေနဲ့လည်းညီညာရေးစကားတွေပြောနေပြီးဆိုတဲ့အကြောင်းပြချက်နဲ့အမေရိကန်မှာရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်ပေးထားတဲ့ TPS ကိုပြန်ရုပ်သိမ်းမဲ့အကြောင်း နိုဝင်ဘာလ24ရက်နေ့ကကြေညာခဲ့ပါတယ်။ဒါဟာမြန်မာနိုင်ငံတွေကလက်တွေ့အခြေအနေတွေနဲ့ဆန့်ကျင်ဘဲဖြစ်နေတဲ့အပြင်စစ်တပ်ကပြောနေကြအဝါဒဖြန့်စကားလုံးတွေအတိုင်းအမေရိကန်အစိုးရကကြေညာချက်မှာဖော်ပြထားတဲ့ဆိုတဲ့ဝေဖန်မှုတွေချက်ချင်းထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်ထွက်ပြီးသတင်းတစ်ပတ်အကြာမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတာတွေကိုအမေရိကန်ထင်ဟတဲ့လက်ရှိအာဏာယူထားတဲ့စစ်အုပ်စုကိုယုံကြည်လို့မရသေးဘူးဆိုတာကို ထောက်ပြထားတဲ့ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က Republican နဲ့ Democrat ပါတီနှစ်ခုစလုံးကအမတ်တွေပူးတွဲအဆိုတင်သွင်းနေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ